ျွန်တော်တို့ပြည်သူတွေကိုစနစ်တကျခေါင်းပုံဖြတ်ကျွံဘဝရောက်အောင် လုပ်နေတာဒီလိုကောင်စားတွေကထိတ်ဆုံးကနေပါတယ်ဒီအရာတွေကိုခမားတို့ကြုတ်လို့အားလုံးသိဖို့လိုတယ်ဒါကြောင့်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ Seri တွေ FMCC ဆိုတဲ့ page တစ်ခုကနေကြီးညာပေးနေတယ်ကျွန်တော်အဲ့ဒီ link ကိုကျွန်တော်ဒီ description မှာကျွန်တော်ချပေးထားမယ်အဲ့ဒီမှာဝင်ပြီးတော့ကြည့်ကြည့်ခင်ဗျားတို့ white call လောက်ကိုလောက်ရမယ်လူတွေစရင်အဲ့မှာအကုန်ရှိတယ်လောတဲ့ကျွန်တော်ဒီအောင်တွေ့လို့ကျွန်တော်လှမ်းပြီးတော့ ဘွိုက်ကော့လုပ်ဖို့တကြင်ညာပြေးတာစောက်ဘောကြီးစောက်ချောင်ပဲလိုချင်တာနေစတာဆုံးတော့ဒီကိုနေတို့လိုနေဝင်းလိုပြင်းပြတ်တို့အာအေးချမ်းမောင်တို့အပေါင်းတို့ပြန်ရှင်မင်းကလေးတွေရောအကုန်လုံးကိုဘွိုက်ကော့လုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီသူအဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နာမည်တော်ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစ조사တယ်ဆိုပြီးတော့တွေ့ရတယ်တွေ့ရတာမဟုတ်ဘူးတကယ်ကိုမရိုက်တော့တာမင်္ဂလာပါအာစီနန်တော်ကျူးကျူးချန်လေးရတယ်ကျိုးစိုးပါတယ်ဗျ ဒီရက်ထဲမှာတော့ကြာလာကြောင်လာဆိုတာတဖြည်းဖြည်းနဲ့ကွဲပြားလာတယ်။ဘာကြောင့်လဲဆိုရင်အာနာရှင်လူစုကစနစ်စိုးတစ်ခုတည်မြဲဖို့လုပ်တဲ့နေရာမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေနဲ့မိသားစုညီကုံမောင်နှမတငယ်ချင်းအပေါင်းအသင်းရုပ်ရှင်ဂီတတပင်နဲ့ပတ်သက်ပဲအရာအလုံးအာနာရှင်စနစ်အောက်မှာဖားနေငါကွဲသလိုပဲကြားနေကြောင်အလုံးကွဲသွားပြီ။ ဒီကွဲသွားတဲ့အရာတွေအပေါ်မှာခင်ဗျားတို့ရောဘယ်လိုတတ်မှတ်လဲ white core တွေတောက်လျှောက်လုတ်ရမယ်အနေထားဘာကြောင့်လုတ်ရတယ်လဲကျွန်တော်ရှင်းပြမယ်အမှုပညာရှင်ဆိုတဲ့လူတွေကမိမိပြည်သူတွေထမင်းကျွေးလို့အမှုပညာအတိုင်းဝိုင်းနဲ့အောင်မြင်လာတဲ့လူတွေပြည်သူချွေးနေစာနဲ့ထမင်းစားပြီးပြည်သူကိုစနစ်တကျပြန်ရုပ်မာတဲ့လူဒန်းစားတွေကိုကျုပ်တို့ခင်ဗျားတို့ကဖယ်ကျင်ခြင်းအပြင် white core လုတ်ရမယ် ကရော့ပါရဲ့စော်ကားတာမဟုတ်စောက်လက်ကြောမတင်းမဲနဲ့ရုပ်ရည်ယူပကာနဲ့လိန်လေလှဲပြားချင်းမူဝါဒမူတာဝါဒကံကိုနေ့တိုင်းကျူးလွန်နေတဲ့ကောင်ဒီကလက်ရှိအချိန်မှာကြားနဲ့ကြောင်ငားနဲ့ဖာအားလုံးကွဲသွားပြီဒီလိုကွဲသွားတဲ့အရာတွေလူတွေအပေါ်မှာခမရတို့မေတ္တာစိတ်ထားနိုင်သလားမထားနိုင်သလားဆိုတာမြန်မာနိုင်ငံအတွင်းမှာအာနာရှင်ကဘုံကျဲလို့တည်သွားတဲ့ကလေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ ခင်ဗျားတို့တတ်မှတ်ပါလေဘလို့ပုံစံမျိုးနဲ့အားနာပါလေဘလို့ပုံစံမျိုးနဲ့ဒီလူတွေကိုဆက်ပြီးတော့အားပေးမှလဲဆိုတာ boycott လုပ်ချင်းအားဖြင့်အာနာရှင်စနစ်ဆိုးကိုအမြင့်ချိုးရရောက်တယ်အာနာရှင်စနစ်ဆိုးတည်မြဲအောင်လုပ်နေတဲ့ရုပ်ရှင်မင်းသားမင်းသမီးအခုထိုင်းနိုင်ငံမှာတွင်းမှာရှိတဲ့ဆယ်လီတွေဒီဆယ်လီတွေကဘာအတွက်နဲ့အသက်ရှင်နေရလဲ အဲ့ဒီအသက်ရှင်နေတဲ့သွေးကြောကိုရိုက်ချိုးပြစ်မှရမယ်။ရိုက်မချိုးရင်အဲ့ဒီဆယ်လီတွေကိုလိုက်အားပေးလိုက်ခြင်းအဖြစ်ငွေကြေးတွေရသွားတယ်။အဲ့ဒီငွေကြေးတွေဟာအာနာရှင်ကို ပြန်ပြီးတော့ထောက်ပတ်နေတယ်လို့ဖြစ်နေတယ်။ဘာကြောင့်လဲ။အဲ့ဒီဆယ်လီတွေရုပ်ရှင်သရုပ်ဆောင်တွေကရရှိတဲ့ငွေကြေးတွေဟာသူတို့အာနာရှင်ရဲ့ထောက်ထားတဲ့ကုန်ပစ္စည်းမုတ်အနေဆုံးမုတ်ကအစစားလိုက်ပြီးဆိုတာနဲ့ မွင်းဝေးကွန်ဟာအာနာရှင်ကပြန်ရနေတယ်ဒါအသေးစိတ်ဟိုနောက်ဆုံးစိတ်နေကျွန်တော်ဆင်းပြောတာအဲ့ဒီအကြောကြောင့်အာနာရှင်စနေစိုးစက်ထိလက်ရှိအထိဆက်ဆက်ပြီးတော့တည်မြဲနေမယ်ဆိုရင်တုတ်တုတ်ခမားတို့အတွက်ပို့ပြီးတော့စိုးလာတဲ့အနေအထားမျိုးတွေပဲရောက်လာမယ်ဒါကြောင့်မလို့ white coat လုပ်ဖို့ white coat လုပ်ဖို့ကိုကျွန်တော်တို့ကဖယ်ကျင်ခြင်းအဖြစ်ဒီလူတွေကိုဥပခါပြုရမယ်ဒါကိုလေလေးစားလိုက်နာကြပါလို့ကျွန်တော်ကမြတ်တရက်ခံတယ်အခု ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ celebrity တွေအုပ်အော်တောင်းနေတဲ့တောင်းပန်တဲ့လူကတောင်းပန် တောင်းပန်တိုင်းလဲကျွန်တော်တို့ကကြည်အေးလို့မရဘူးလူအတ္တိတရားရှိတဲ့အတ္တိညာတရားရှိတဲ့လူတွေဆိုရင်လူအလုတ်ကိုပဲလုတ်တယ်လူအလုတ်မလုတ်တဲ့လူတွေကဘလို့လူဒန်းစားတွေလဲဆိုတာခင်ဗျားတို့ပဲအခုလက်ရှိတည်နေကြပြီကျွန်တော်ဖွင့်ပြပေးမယ်ဒီ video file လေးတွေကိုတခုချင်းစီနားထောင်ကြည့်ပြကြည့်ကြည့်ပြစောက်ဘောတွေ စောက်ချောင်ပဲလိုချင်တာနေစတာဆုံးတလောက်ဈေးအကြီးဆုံးဖြစ်တဲ့ freedom and democracy နှစ်ပေါင်းဘယ်လောက်တိုက်တာတိုက်လာလဲ60နှစ်ကစတိုက်တာအခု2023ရောက်လာပြီအဲ့ဒါမှဈေးမကြီးရင်ခင်ဗျဘယ်ဟာဈေးကြီးအောင်မလဲကိုဘဝလေးပြင်ပါဆိုလို့ PDF တွေမှာအသေးလေးဈေးရတော့နေဈေးရတော့ drop ပါဗျကျိုးတင်တက်သွားပြီသူညာတက်သွားတော့ခင်ဗျတို့အေးဆေးပဲငါတို့အလုံးမပြုံသေးဘူးဟုတ်မှာကလေးအဖေကိုချင်းမီကျိုးတင်လောက်သွားပြီနောက်တဲ့လူငယ်နှစ်ယောက်ပါသေးတယ် ုံးစင်တော့ခမည်းတော်နိုင်ငံမှာကြိုးပေးအဲ့လိုသေတံချခံထားရတာ140ကျော်ရှိတယ်လူငယ်တွေကြီးပဲပါတယ်ခမည်းတော်သားသမီးမပါသေးလို့လားခမည်းတော်ကိုယ်တိုင်မဟုတ်သေးလို့လားစောက်ပေါ်ရီဟုတ်ပြီလားစောက်ပေါ်ရီအဲ့ဒီစောက်ပေါ်ဆိုတဲ့ star stone ပြောဆိုအပြောခံရလောက်အောင်ကျွတ်တုတ်ကဒီလိုကောင်စားမျိုးတွေကိုတွားပြီးတော့အားပေးနေကြတယ်ဟာနေဦး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 ဟာဒီပြောတဲ့ရုပ်ရှင် ်မှတ်ရလားကျွန်တော်ဒီသူ့ကိုလူပုတ်ကိုရမုံနေကြီးမရှိဘူးဘယ်လိုပုံစံနဲ့ပဲချမ်းသာချမ်းသာကျွန်တော်တို့ကအားချခြင်းလည်းမရှိဘူးဒါပေမဲ့အာနာရှင်ကိုတဖတ်တလန်းကနေဝိုင်းဝန်းထောက်ပံ့နေတဲ့ဘောမအချောင်းနေချောင်းသာသူဒီအရင်တော့ကလက်သုံးချောင်းထောင်ပြီးတော့ နာမည်ကြီးအောင်လှုပ်လာပြီးတော့ social media မှာနာမည်ကြီးလာပြီးဆိုမှလက်ရှိအချိန်မှာအာနာရှင်ရဲ့တောက်တိုင်ဖြစ်တဲ့မင်းသားမင်းသမီးတွေရဲ့ရုပ်ရှင်ကိုကျင်ညာပေးတယ်အဲ့ဒီအတွက်ကြရင်ကျုပ်တို့ခမရတို့ကပြက်ပြက်သားသား boycott လုပ်ဖို့လိုတယ်သူတို့ follower လှုပ်ထားတယ် add ထားတဲ့လူတွေရှိရင်ခမရတို့ဘာလုပ်အောင်စဉ်းစားကြည့်လိုက်ဒီလိုမျိုးပြောလိုက်ပြီးဆိုရင်မနာလိုလို့တို့မကောင်းစိတ်နဲ့တို့နိုင်ငံရေးမှာဒါပါလာပါတယ်ဗျနိုင်ငံရေးမှာဒါတွေပါတယ်ဒီလိုအောက်တန်းစားလူတန်းစားတွေက အာနာရှင်ရဲ့တောက်တိုင်တွေကိုသွားအားပေးပြီးကျွန်တော်တို့ပြည်သူတွေကိုစနစ်တကျခေါင်းပုံဖြတ်ကျွံဘဝရောက်အောင်လုပ်နေတာဒီလိုကောင်စားတွေကထိတ်ဆုံးကနေပါတယ်ဒီအရာတွေကိုခမားတို့တုတ်တုတ်အားလုံးသိဖို့လိုတယ်ဒါကြောင့်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ဆယ်လီတွေ FMCC ဆိုတဲ့ page တစ်ခုကနေကြီးညာပေးနေတယ်ကျွန်တော်အဲ့ဒီ link ကိုကျွန်တော်ဒီ description မှာကျွန်တော်ချပေးထားမယ်အဲ့ဒီမှာဝင်ပြီးတော့ကြည့်ကြည့် ခင်ဗျားတို့ white call လုတ်ကိုလုတ်ရမယ်လူတွေစရင်အဲ့မှာအကုန်ရှိတယ်လောတဲ့ကျွန်တော်ဒီအောင်တွေ့လို့ကျွန်တော်လှမ်းပြီးတော့ white call လုတ်ဖို့တချင်ညာပေးတာကျွန်တော်ပြချက်မယ်ဗျခင်ဗျားတို့အားပေးလိုက်တဲ့နောက်ဆုံးအဆင့်ဗျ follower တခုလွှဲတဲ့ငွေကြေးရသွားပြီဆိုရင်အဲ့ရတဲ့ငွေကြေးဟာပြည်သူအမှန်တရားဘက်ကိုရက်တည်ပြီးပြည်သူအတွက်ကူညီနေတယ်ဆိုရင် okay နောက်တစ်ခုရှိသေးတယ်ဒီကောင်မှားတဲ့အချက်ကျွန်တော်ပို့နေပြောင်း ငလျင်ဘေးဖြစ်တဲ့အချိန်မှာတကယ်အတိဒုက္ခရောက်နေတဲ့နေရာတွေကိုသွားမလှူဘဲနဲ့သိန်း၈000လောက်မတည်ကြတဲ့မစိုးရိမ်ကြောင်းတိုက်ကိုသွားလှူတယ်။ကျွန်တော်အဲ့ဒီမှာအရန်စိတ်ဆိုးတယ်ဒေါသထက်တယ်ကျွန်တော်တော်လည်းမဟုတ်ဘူးကျွန်တော်ပြည်သူတွေအားလုံးပြည့်နေတဲ့အိုးကိုသွားဖြည့်ပြီးတော့ attention ရှာပြီးနေရာတနေရာရဖို့အတွက်လုပ်တဲ့လူဒါကြောင့်သူဒီထေပေါ်ကြော်စောမှုဆိုတဲ့အရာမှာအများအတွက်ရှေ့ရှုခြင်းမပြုဘဲနဲ့ကိုကိုကျိုးနဲ့ကိုအစင်ပြေဖို့အတွက်ကိုပဲရှည်တန်းတင်ထားတဲ့အပြင် ထပ်ပြီးတော့အာနာရှင်ရဲ့ဒေါက်တိုင်ဘောမကိုတွားပြီးတော့အားပေးနေတယ်။ဒါဆိုရင်ကျွန်တော်ပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုခင်ဗျားတို့သိရမယ်။ဗားလေ။ဘွိုက်ကော့လောက်ရမယ်။ခင်ဗျားတို့ follower တွေအကုန်ဖြုတ်ကြမယ်။ကျွန်တော်ဒီလိုလူမျိုးတွေကိုဒီလိုပုံစံမျိုးမှနည်းပညာဥပမာမပေးဘူးဆိုရင်ဒီလိုကောင်စားမျိုးတွေတဖြည်းဖြည်းများလာရင်ကျုပ်တို့လူကျင်တဲ့စစ်ဖက်နှက်အောက်ကလွမြောက်ဖို့ဆိုတော့ဝေးသွားလိမ့်မယ်။ဒါဆိုရင်အတိုက်နိုင်ဆုံးဘာလို့ရမလဲဆိုတော့ခင်ဗျားတို့အားလုံးသိပြီလို့ကျွန်တော်ထင်မြင်ယူဆပါတယ်။ ကျွန်တော်နောက်တဲ့ဗီဒီယိုမှာတစ်ပတ်ရှိသေးတယ်ထပ်ပြမယ်ဒီချက်ကဘာလဲဆိုတော့2021တုန်းကနေတူတဲ့ဒီနေ့ကျွန်တော်တို့လူပညာရှင်တွေအားလုံးဒီနေရာမှာပစုတွေတွေ့မြင်နေရတာကျွန်တော်တို့တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ် အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူလူထုအတူအေးအတူပူမြအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာဆဲဒါ2021တုန်းကနေတိုးကြာကျွန်တော်အခု2025ကမအေးလို့တခုလောက်မေးလို့ရလားမဟုတ်ဒီရွေးကောက်ပွဲကအတူအောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အတူအောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြန်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲက စည်းကမ်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်။ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြူတည်နေတာ။အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုဒိတ်ပြလုံရဲ့လား။ပြန်လဲကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီပေါ့။အားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ခုညီပေးကြပါနောက်ဆုံးနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြား ီတိုင်းပြီးတော့2025ကအေးလို့တဲ့အခုနေတိုးနဲ့ချူလေးကဒီလိုမျိုးရိုက်တဲ့အတွက်ဝိုင်းပြီးတော့ complaint ကျွန်တော်လည်းပါတယ်ကျွန်တော်ပါတဲ့နေရာမှာကနိုင်ငံအတွက်လူမျိုးအတွက်မဟုတ်ဘူးဗျာကျွန်တော်ဗမာလူမျိုးတွေမှာလည်းစောက်ကျင့်မကောင်းတဲ့အာဏာရှင်ထောက်ခံတဲ့လူတွေလည်းရှိတာပဲရခိုင်မှာလည်းရှိတယ်မွန်မှာလည်းရှိတယ်ကရင်မှာလည်းရှိတယ်ဒါပေမဲ့လူအသိစိတ်တရားရှိတယ်ဆိုရင်ဒီလိုဟာမျိုးကငါထွက်ပြောတင်လားမပြောတင်လားရိုက်တင်လားမရိုက်တင်လားဆိုတာ ခေါင်းပိုင်သိတယ်တချို့မင်းသားတွေဘလို့ရှောင်ထွက်သွားလဲတခါတည်းစဉ်းစားကြည့်လိုက်ဒါဆိုရင်မိမိကိုချိုးအတွက်မျောမှန်းပြီးတော့လုတ်တယ်ဆိုရင်တော့ပြည်သူကပဲဆုံးဖြတ်ပါလိမ့်မယ်တချို့ရခိုင်လူမျိုးတွေကျွန်တော်တို့ပြောလို့လည်းထိခိုက်ရှောက်လည်းမဖြစ်ကြနဲ့ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့လူမျိုးတွေမှာကောင်းတဲ့လူရှိသူမကောင်းတဲ့လူရှိတယ်ကျွန်တော်တို့လူမျိုးတွေမှာလည်းကောင်းတဲ့လူရှိသူမကောင်းတဲ့လူရှိတယ်ဒါပေမဲ့ခဏကငတက်လို့ပေါ့လုတ်တဲ့လုတ်ထိုက်တဲ့အရာလားမလုတ်တဲ့မလုတ်ထိုက်တဲ့အရာလားဆိုအဖြစ်ရရှင်းရှင်းလေးပဲတီးတီးတတ်တတ်ကို ဘောအာနာရှင်ရဲ့ထောက်တိုင်နဲ့ရိုက်ထားတဲ့ရုပ်ရှင်ကောင်ကိုကြော်ညာပြီးပြီးဘောမှာဒီအရာဒီလိုကောင်မျိုးမှာခင်ဗျားတို့က follower တွေလုတ်ပြီးတော့အားပေးပြီးတော့ထမင်းဝအောင်ကျွေးနေရင်အာနာရှင်ဟာတဆိုးရှိနေမှာပဲဒီကောင်တွေကိုဖာထားတဲ့ကတကောင်ရှိတယ်ဒီကတော့တရင်လိန်ပြညာရဲ့ဖာသိကြီးနားထောင်ကြည့်အဲ့တော့ဒီကိုနေတို့လိုနေဝင်းတို့ပြင်းပြတ်တို့အာအေဂျာမောင်တို့အပေါင်းတို့ပြန်ရှင်မင်းကလေးတွေရောအကုန်လုံးကိုဘိုက်ကောလုပ်တယ်လဲဆိုလို့ဆိုတော့ အဲ့ဒီသူအဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နာမည်တော်ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစ조사တယ်ဆိုပြီးတော့တွေ့ရတယ်တွေ့ရတာမဟုတ်ဘူးတကယ်ကိုမရိုက်တော့တာတကယ်ကိုရိုက်လားမရိုက်လားအခုမျက်မြင်ကိုတွေ့အနေနဲ့ဒိန်းတော်ကိုကြည့်လိုက်ဘယ်ဘက်ကမှခေါ်မရိုက်တော့ဘူးအဲ့လိုခေါ်မရိုက်တဲ့ရုပ်ရှင်ကုမ္ပဏီတွေအားလုံးကိုလည်းကျွန်တော်တို့အမှန်တရားဘက်ကလူတွေကကျေးဇူးအများကြီးတင်တယ်ကျွန်တော်ပြောပြမယ်ဗျ လိုချင်တာနဲ့မလိုချင်တဲ့ရောက်နားလေပိုက်ရိုက်ပြီးရှောင်ထွက်လို့ရတဲ့နည်းတွေအများကြီးရှိတယ်။ကျွန်တော်ပြောပြမယ်။မိမိထမင်းတလုံးဝါဖို့မိမိအစ်စ်တယောက်တည်းအစဉ်ပြေဖို့လူအလုံးကိုတတ်နေတဲ့အာနာရှင်ကိုထောက်တိုင်ပြုတ်နေတဲ့အဖြစ်မျိုးတော့ခမားတို့လည်းမပါပါစေနဲ့။ဘွိုက်ကော့လုတ်တဲ့နေရာမှာ follower ဖြုတ်ဝိုင်းဆဲဝိုင်းအပြစ်ပြောတာနဲ့ပုံပြီးတော့တောင်းပြည်သူကကျဉ်တ်နေပြီ။အဲ့ဒီအရာတွေခမားတို့ကြိုးတို့ပြည်သူတွေရတယ်ထိရောက်အောင်လုတ်ပေးကြပါတော့ထပ်ပြီးပြောအောင်။ဆိုတော့ ဲ့ဒါဘာလဲဆိုတော့ခိုးဘက်အုပ်စုကအားနဲ့အင်းနဲ့လောက်ကြတာသူရတယ်อืมဆိုတော့ဒါမမြတ်တမှုကိုဖြစ်တယ်ဗျဟေးမမြတ်တမှုကိုဖြစ်စေတဲ့ခက်ချက်ဘယ်တော့ဖာကြအောင်ပြောလဲလို့တော့တီစဲအနာရဲ့ဖွဲ့စည်းတွေလည်းနားလဲပါတယ်မင်းတို့တွေဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေရဆိုတော့အတိပေးဖို့လိုတယ်တောင်းကြကုမ္ပဏီတွေအနေနဲ့လည်းနောက်တစ်ခါရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့လည်းဒီလူပြန်ရှင်းနေတဲ့မရိုက်ဘူးဆိုတာမျိုးလုံမိခဲ့ရင်ခင်ဗျားတို့ကဥပဒေကိုခင်ဗျားတို့ကနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှပြန်ဖြည့်ဆည်းမယ်ဒါလားကွာဥပဒေ ငါရိုက်ချင်တဲ့မင်းသားနဲ့ရိုက်မယ်ငါရိုက်ချင်တဲ့လူနဲ့ရိုက်မယ်ဆိုပြီးတော့ရုပ်ရှင်ကုမ္ပဏီတွေကလွတ်လွတ်ရတယ်အဲ့ဒီအရာကမှမင်းတို့ကအတင်းအကျပ်နဲ့ဒီရုပ်ရှင်ကုမ္ပဏီတွေကဒီမင်းသားနဲ့ရိုက်ရပါမယ်ဆိုပြီးတွားပြောပြီးဆိုရင်အာနာရှင်ဆန်ဆန်နဲ့အုတ်ချုပ်နေတာဟုတ်သလားမဟုတ်သလားဆိုတာဒီမှာတတ်တည်ပဲခင်ဗျားတို့ပြည်သူတွေအနေနဲ့နားထောင်ကြည့်ဒါတတ်တည်ပဲဒါဆိုရင်သူ့အဖေမအားလာကပြောနေတယ်ပါတီစုံဒီမိုကရေစီပေါ်ဆောင်ရေးအတွက်တန်းတူရညီတူအခွင့်အရေးအတွက်သူပြောနေတဲ့စကားတွေကဖာစကားတွေဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာ မအောင်မြင်အောင်ပြည်သူကမဲမပေးခြင်းဖြင့်ဝိုင်းဝန်းပါဝင်နေဖို့လိုတယ်။ဟုတ်တယ်။ငါတို့ကြိုက်တယ်လို့ငါတို့ကြိုက်မယ်ဆိုစကားမျိုးပြောလို့မရဘူးဗျာ။ဘာလို့လဲ။ဒါနိုင်ငံတော်ကူညီတာ။ကိုပြည်ပြည်အုပ်စုခိုင်းနေမှလိုက်လို့နေကြီးဆိုရင်စဉ်းစားကြည့်ပေါ့မမျှတမှုပေါ့။ဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လှုပ်ချင်တဲ့အလုပ်ရလို့ဒီမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတအောင်ဗျာ။တောင်းစားပေါ့ကွာ။အရင်တော့တော့လက်သုံးချောင်းထောင်ပြီးတော့ ဒိုရီးဒိုရီးဆိုလုတ်ပြီးတော့စီရီယန်တွေလူကကျွန်တော်တို့တွေကြွေးပါမယ်လို့ပြောပြီးတဲ့ကောင်တွေကအခုချိန်ကြမှာဘောပြေးမှပြီးပြည်သူမျက်နှာမကြည့်တဲ့ဟာတော့တောင်းစားပါကွာနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကခြားတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေခြားတော့အခုပြန်လို့လုတ်လို့ရပြီးတော့မင်းအခုပြောနေတဲ့ကောင်တွေကရောအရင်တုန်းကငါတို့ဘက်ကတွေပါပြီးတော့ဆဲဆိုဒိုရီးလုတ်ခဲ့တဲ့ကောင်တွေမဟုတ်ဘူးလားခင်ဗျားတို့ပဲစဉ်းစားကြည့်နိုင်ငံတော်မဆဲမဆိုပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုံးလုံးလို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင် တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်တက်နိုင်တဲ့ဘက်ကပါဝင်ကူညီတဲ့ရုပ်ရှင်သရုပ်ဆောင်တွေကိုခေါ်ရိုက်ပေးကြပါတယ်လမ်းမှာဘယ်နေရာမှာမိုက်တွေ့တွေ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့တွေ့ရနဲ့ရိုက်ပြီးတော့ဟိုကောင်တွေပြောသလိုပေါ့ဘုံထောင်တာဟာဒီမိုကရေစီသားပြောတဲ့ပုံစံမျိုးဘုံထောင်ပြီးတော့ပဲဆုံးမပေးလိုက်ပါအဲ့တော့ကြီးခဲ့တွေကလည်းအဲ့ဟာကိုကြည့်ပြီးတော့မှတင့်တော်သူတို့ပြန်စီစဉ်ပြဖို့တော့လိုတယ်တင့်တော်သူစဉ်းစားပြဖို့တော့လိုတယ် နော်ကြော်ညာကုမ္ပဏီတို့လည်းခေါ်ပြီးရုပ်ရှင်ထုတ်လေးကုမ္ပဏီတွေလည်းတီးပေးရမယ်မင်းတို့တွေနော်မင်းတို့တွေနော်ဆိုတာမျိုးပြောဖို့လိုတယ်အဲ့ white ကလုတ်ပြီးတော့ဟိုဘက်ကအုပ်စုတွေလူပြန်ရှင်တွေလက်ကျုံးတော့ထောင်ပြီးတော့လာပါဖြစ်တဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေကိုကြတော့ဘာမှလုတ်လို့မရအောင်ကိုဖွင့်လိုက်တားနိုင်အောင်တားရမှာဖြစ်နိုင်ရင်ဗျာအဲ့လူတွေခေါ်ရရမှာနောက်တစ်ခါထပ်ရိုက်ပလိုက်ရှုပ်သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့အမှုပြမလုပ်နဲ့တော့ပြီးတော့ပိတ်ပလဲမလုပ်ဘူးလေအမှုပြညာမလုပ်ဘူးဆိုပြီးပြညာထားတဲ့တတိယပြောင်းပြောင်းတင်းလေမိတာမသိတိရတာဒါဘောက်တာသိလားအမှန်တရားကိုမြန်လို့ပြီးတော့အခုအချိန်မျိုးမှာ အသက်အန္တရာယ်စိုးရိမ်ရလို့နေနေတဲ့အမှုပညာရှင်တွေနဲ့အမှန်တရားဘက်ကပါတဲ့ရုပ်ရှင်ကုမ္ပဏီတွေကိုဒီခွေးသားကကလိန်ကချင်းနီးနဲ့အာနာရှင်နဲ့ရတိုက်ပေးနေတာခမရတို့အဲ့ဒီကောင်ကိုတခါတည်းကိစ္စဖျက်ရမှာအေးရောဘာလို့ဆိုအဲ့ဒါမှမျှတာကိုမမျှတာဘူးဗျမမျှတာဘူးဆိုဒီအခုပြောပေးနေရတယ်ကူပေးရတယ်သူပြရှင်တို့ကတော့ဝိုင်းပြီးဆဲခံနေရပြီးတော့အသာလေးထိုင်ကြည့်နေသူပြရှင်တွေကဟိုမှာပြည်သူတွေကအချစ်တော်ပြည်သူမြေတာခံယူရမှာဆိုရင်မတရားဘူးဗျာအဲ့ဒါလောမတရားဘူးမတရားမတရားလို့ပြောတာကိုမင်းတို့ကလီးလို့မတရားတာလို့ပြောတာကတော့ကတော့အဲ့တော့ပြည်သူဆိုတာတချို့ပြည်သူပါ နီပိတ်အုပ်စုစုရဲ့ဟာကိုမြစ်တာခံယူပြီးတော့ဆက်ပြောပြီးဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်တော့ဘုရားဒါကြီးရဲ့သိမဟုတ်ဘူးပြီးတော့ဒီဒီမှာနိုင်ငံတော်ဘက်ကနေဝိုင်းကူပေးနေတဲ့အမှုပြချင်းဒီဘက်ကနေပဲကျွန်တော်တို့ကရက်တီပြီးတော့ပဲပြောပါမယ်နိုင်အဲ့နိုင်ငံတော်ကူညီပေးတဲ့အမှုပြချင်းတွေနဲ့ပဲကျွန်တော်တို့တရားတည်းရှိပါမယ်နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့ကြော်ညာကုမ္ပဏီရွှေ့ရှင်ထုတ်လုပ်ကုမ္ပဏီတွေနဲ့လည်းပြည်သူနဲ့နိုင်ငံတော်အစိုးရနဲ့တရားတည်းရက်တီတွေအဲ့အမှုပြချင်းတွေနဲ့တရားတည်းရက်တီပြီးဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒါလေးကခင်ဗျားတို့သိချာစဉ်းစားဖို့လိုတယ် ကိုဘက်ကအုပ်စုတွေကအုံနေချင်းနဲ့လုပ်နေချင်းမှာကိုနေတို့ပိဒတ်တွေကိုနေနေဝင်းပိဒတ်တွေမြင်းမြတ်ပိဒတ်တွေချူလေးတို့ပိဒတ်တွေမင်းမြို့ပိဒတ်တွေစသဖြင့်ပေါ့အဲ့ဒီအမှုပြရှင်တွေပိဒတ်အဲ့ဒီနုပညာရှင်တွေရဲ့ပိဒတ်တွေအားလုံး follower တွေအားလုံးဖြုတ်ပေးကြပါ like တွေမပေးဘဲနဲ့အားလုံးခင်ဗျားတို့ရဲ့ Facebook account တွေကနေအားလုံး block ပေးကြပါအဲ့လို block ပေးလိုက်တာနဲ့ဒီကောင်တွေရဲ့နေမှုထိုင်မှုစောင့်နေမှုဟာစအားလုံးစောင့်ချိုးပြောင်းပြီးတော့အာနာရှင်ဟာလည်းစနစ်တကျနဲ့တဖြည်းဖြည်းနဲ့ရုတ်ရော့လာပါလိမ့်မယ်ပြည်သူတို့ အဲ့ဒီကပြန်ပြီးတော့အုံနဲ့ချင်းနဲ့ကောင်တာပြန်ပြီးတော့ပြန်ပြီးတော့ပြောနိုင်အောင်ကမ်ပိန်းရေလုတ်ပြီးပြန်လုတ်ပြရမှာပြန်လုတ်ပြဖို့လိုတယ်လို့ကျွန်တော်ဘယ်ကောင်လုတ်ရဲလဲလုတ်ကြည့်ကြရင်မြို့ပြည်ပြည်ထဲမှာရှိတဲ့လူတွေကောင်ကဘိုက်တွန်းချင်တယ်အဲ့ဒါမှပဲပုံနဲ့ပြောရင်ဟုတ်ပဲအုပ်စုတွေကိုနည်းနည်းပြောမယ်ဘယ်ကောင်ကနိုင်ငံကိုဖျက်ဆီးခဲ့တဲ့ဖျက်ဆီးရေးသမားဘယ်ကောင်ကနိုင်ငံကူညီခဲ့တဲ့သူအဲ့ဒါမျိုးတွေနဲ့တခါတည်းဟိုပြန်ပြီးလူတွေနဲ့ပြန်ပြီးတော့ကမ်ပိန်းပြန်လုတ်ကြဖို့လိုပြီးတိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့လူတွေနဲ့ကမ်ပိန်းပြန်လုတ်လို့မရဘူးမင်းတို့ခွေးတို့မင်းတို့လိုခွေးတို့လူသားမျိုးတွေနဲ့ကမ်ပိန်းလုတ်တော့မအောင်တော့ဘူးဘာကြောင့်လဲအဖြစ်ချင်းချင်းလေးတဲ့ အမှန်နဲ့အမှားမှာဘယ်ဘက်ကအလေးတာလဲမတာလဲဆိုတာမင်းကိုယ်တိုင်သိဖို့လိုနေပြီအဲ့တော့ဒီကောင်ဒီမမကကန်နေတဲ့ရုပ်ရှင်တရုပ်ဆောင်အမှုပညာရှင်တွေနဲ့ရုပ်ရုပ်ရှင်ကုမ္ပဏီတွေအားလုံးကိုအာနာရှင်နဲ့ရန်တိုက်ပေးနေပါသည်ဒါကြောင့်မလို့ခင်ဗျားတို့လှုပ်ဆောင်ရမယ့်အရာဒီကောင်ကိုဘယ်ကိုပို့ရမလဲဆိုတာခင်ဗျားတို့ပဲစဉ်းစားကြည့်လိုက်တော့ဒီလိုမှားတဲ့ဘက်ကနေစပီကာလှုပ်ပေးတဲ့လူဒန်းစားတွေဟာမြန်မာပြည်တွင်းမှာရှိနေတယ်နော်ကိုယ့်ဘာသာကိုယ်ပဲစဉ်းစားကြည့်ကြပါတက်နိုင်တဲ့ဘက်က တတ်နိုင်တဲ့လူတွေကကူညီပေးကြပါဗျဓမ္မချီးစားတဲ့ကောင်းတွေကိုပြောထားတယ်ငသက်တို့နေတိုးတို့နေဝင်းတို့အကုန်ပါတယ်အောင်မြင်မုံရတဲ့စံမြောင်ရေးတဲ့နေရာမှာဆရာကြီးပဲနော်တကယ်လဲတော်တယ်တကယ်လဲယိုသားစိတ်နဲ့တော်လန်ရေးအတွက်တတ်နိုင်တဲ့ဘက်ကပါဝင်နေတဲ့လူဒီဗီဒီယိုကိုကျွန်တော်ခွေတောင်းပြီးတင်ထားပါတယ်နားထောင်ကြည့်ရမ်းမိုက်တယ်

အချိန်ကြာတော့ဘလူးရုပ်ပေါ်လာတယ်ဒီကောင်းနေဒီကောင်းနေကိုမနာရင်ပြီးရောလူရဲ့ဘသူတွေပါဖြစ်ဖြစ်အချိုးနဲ့ဂီတရုပ်ရှင်ဖက်ခွက်စားတဲ့ဘေးရဲ့မေးလိုက်ချင်တယ်ချီးကြိုက်လို့စားတာလားချီးကျွေးလို့စားရတာလားကွယ်ဆက်ဆက်တော့နေရအောင် ဆောက်ဖက်ရဲ့ဘသူမှမလုံမှန်းသိလျက်ပြောင်းလဲနေအာနာရှင်ရွေးကောက်ပွဲကို ပုံဖော်ရိုက်ခူးတယ်လေရင်နဲ့ဘုံချဲတာတွေရဲ့ရွာစင်လဲမီးရှို့အကြောင်းရဲ့အမဲအိုမချံပရိန်ချင်းအကြောင်းရဲ့တိုင်ရလော့စကားမှာဘာကြောင့်မထဲ့လေတယ်မေးလိုက်ချင်တယ်ချီးကြိုက်လို့စားတာလားချီးကျွေးလို့စားရတာလားကွယ် ဒီမှာ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 မင်းတို့ပြောမယ်ပြည်သူကို short တွေမားလိမ့်မယ်ပေးတင်ပေါ်ရာကိုဘဝမေးလို့ကျွေးတဲ့လက်ကိုပြန်ကြိုက်ကြတယ်။တမိုင်းစိုးနဲ့အာနာရှင်တွေအစုံတန်ဤကုန်းချုပ်ချိန်ပြည်သူရှေ့သို့ထွက်လို့မငူနဲ့ကွယ်။ ရန်ငါတွေတကယ်ပဲပြတ်လို့သွေးချွေးတွေမဆွေးနေတာမှန်တကယ်ဒေါ်လာရေးကို ပုံလာဖြတ်သူမင်းတို့ကိုလေတိုင်းအနှံ့ပြည်သူအလုံးကခွင့်မလို့မကြေအေးဘူးကွယ်မမေ့နဲ့မမေ့ဖို့လိုတယ်ချီးကြိုက်လို့စားသူများချီးကျွေးလို့စားရသူများရဲ့ ကျွန်တော်တို့ရဲ့တော်လိုင်းရေးကိုပုံပြချင်တဲ့ဆန္ဒနဲ့တရားဝင်လူတက်ခွင့်ပေးမဲ့ရေးကောက်ပွဲကိုပုံဖော်ရိုက်ကူးထားတဲ့အမှုပညာတွေကအမှုပညာနယ်ကတပင်တွေဖက်ကွက်စားရုပ်ရှင်ဂီတတပင်ကသူတွေအာနာရှင်နဲ့ပူပေါင်းတဲ့သူတွေအားလုံးကိုကျွန်တော်ဒီသချင်းလေးနဲ့တုံ့ပြန်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် ချီကျွေးလို့စားတာလားချီကြိုက်လို့စားကြတာလားကွတိတ်မိုက်တယ်အောင်မြင်မုံရအခုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ဒါကရုံရင်းကြမ်းတမ်းတဲ့ဗီဒီယိုဖိုင်လို့ရုံရင်းကြမ်းတမ်းတဲ့အရာတွေဆိုပြီးကျွန်တော်ကထင်နေကြတယ်ရိုးရိုးလေးလက်သုံးချောင်းထောင်ပြီးပန်းတပိတ်နဲ့ဆန္ဒပြပြီးတော့လူအခွင့်ရေးကိုတောင်းဆိုတဲ့အချိန်ကြတော့မြတ်တွတ်တွတ်ခံရနေစပြီးတော့တနက်တနက်နဲ့ဥကောင်းနဲ့ကိုပစ်ဖောက်ပြီးတော့ ရုပ်မှရက်စက်တဲ့နီးတွေလုတ်ခဲ့တဲ့အတွက်လက်နက်ကင်လက်နက်ဆွဲကင်မှရမယ်ဆိုတဲ့အရာကိုတွေးပြီးတော့ကျွန်တော်တို့တွေလက်နက်ဆွဲကင်ခဲ့တယ်။ငားနေပြည့်တဲ့အချိန်မှာအားလုံးဟာပြိုပြက်ပျက်စီးသွားပြီးငါတို့တွေအဆောက်အဦတွေဆုံးရှုံးသွားတာတဲ့ငါတို့ရဲ့လူသားမျိုးနွယ်စုတွေအားလုံးစစ်ဖက်အောက်ကနေလွတ်မြောက်မှာမဟုတ်တော့ဘူးဆိုပြီးတွေးတဲ့အတွက်လုတ်တဲ့အတွက်ဒီနေရာမှာကောင်းတဲ့အရာတွေလည်းရှိလို့ဆိုးတဲ့အရာတွေလည်းရှိတယ်။နိုင်ငံရေးဟာ ထင်သလောက်မယိုးရှင်းသလိုပဲနိုင်ငံရေးကလိမ်ပါတယ်ရင်ကျေးတယ်ရုပ်ပါတယ်ကောက်ကျစ်တယ်ဒါပေမဲ့အမှန်တရားအတွက်ဆိုရင်ဘလောက်ပဲရုပ်ပါရက်ဆက်ကောက်ကျစ်နေပါစေအမှန်တရားအတွက်ဆိုရင်အမှန်တရားအတွက်ဆိုရင်ငါတို့သိချင်းဟာမျက်မြဲဆိုတဲ့အရာတွေကိုကျွန်တော်တို့တွေးထားပါတယ်ဒါကြောင့်မို့ကြာဆုံးသွားတဲ့ညီငယ်ညီမငယ်တွေအားလုံးကိုလည်းဒီနေရာကနေကောင်းတဲ့ဘုံဘဝကိုရောက်ရှိပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ်ကြားရတဲ့တဲ့ရင်တွေကျွန်တော်တို့ရှိမှသူတို့ဘက်ကတဲ့ရင်စိုးတွေထိုင်ပြောနေုံနဲ့ ပွဲမပြီးသေးဘူးကိုယ့်ဘက်မှာဖြစ်ပျက်နေတဲ့အရာဒီကိုလည်းအမှန်တရားပါဆိုပြီးအမှားတရားလုပ်နေတဲ့ကိုယ့်ဘက်ကလူတွေကိုလည်းခင်ဗျားတို့ကြွတို့អော်ဖို့မမေ့ကြနဲ့เนาะအားလုံးကောင်းကောင်းလေးပါဗျာ